တို့ရရှင်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့16ရက်16လ25ပေါ့နော်ညနေခင်း၄ခွဲတော့ပေါ့နော်ညနေခင်း၄ခွဲတော့ကိုထိပ်ပိတ်လေးစိုက်လေးပြပေးမယ်နော်ဒီကနေ့လည်းမနက်ခင်းကို၄ခွန်ခွန်လေးပြီးတော့ခွန်ငါတော့ချက်ပေါ့နော်ပုဂတိကကျန်နေတွင်နေပါတယ်နော်ဒါဆိုရင်ကိုထိပ်ပေါ်ရှင်လို့တော့ရရှိနေတာကဒီမှာနဲ့ နော်နှစ်ရဲ့ပါဝါရှစ်ကိုနှလုံးပေါင်းခြင်းခွန်နှစ်ရဲ့ပါဝါခွန်ဆိုပြီးရထားတယ်ဟုတ်ပြီနော်ဒါဆိုရင်ကိုဆက်သွားမယ်နော်ဒီမှာရှိတာရှစ်ဟုတ်ပြီနော်ဒီမှာငါးရှစ်နှလုံးပေါင်းတော့ပေါင်းခြင်းသုံးရှစ်ရဲ့ပါဝါသုံးဆိုပြီးရထားတယ်နော်ဒါဆိုရင်ဒီမှာရှိနေတာကိုနော်လေးရဲ့ဒီမှာလာမယ်ထိပ်စီတစ်လုံးရဲ့နှလုံးပေါင်းမယ်ဆိုရင် equal ပါဝါနက်ခတ်နဲ့သွားမယ်နော်။အဲ့ပါဝါကတော့ main ပေါ့နော်။ဒါတွေကတော့အရင်နေနေပေါ့နော်။အဲ့တော့6 4 6ပေါ့နော်။ဟုတ်ပြီနော်။ကိုညီမချစ်ကိုကိုရဲ့ပါဝါလေးကိုရဲ့နက်ခတ်6နှလုံးပေါင်းမယ်ဆိုရင်6ဖြစ်ကမယ်၄ဖြစ်ကမယ်6ဖြစ်ကမယ်ပေါ့နော်။ဒါဆိုရင်ညီမတို့ရှိနေတာက၄ပါနောက်တစ်လုံးနဲ့ပေါင်းရင်6ဆိုတော့9ထဲမယ်။၄5ပေါင်းရင်ပေါင်းခြင်း6ရှိနေတာ၄နောက်တစ်လုံးနဲ့ပေါင်းရင်လည်း၄ပဲဆိုတော့3ညပေါ့နော်။ခဏလေးပါနော်။ ပြင်3ည၈ရှိနေတာ၄တာပြုံးတဲ့ပုံ6ဆိုတော့နှစ်ထဲလိုက်ငါး3ည2ဆိုပြီးတော့ဒါကထိတ်စီ3လုံးရတာပေါ့ဒါဆိုဒီဘက်မှာအခုဒီမှာတော့အပိတ်ကိုသွားကြမယ်အပိတ်ပြပေးမယ်နော်အပိတ်ကကျတော့ဒီမှာရှိနေတာ၈ဟုတ်ပြီနော်6 9နှလုံးပေါင်းတော့၈နှစ်ခန့်တက်ဆိုပြရရတယ်ဒါဆိုရင်နောက်တစ်ပင်ကျော်9 nga ကဒီမှာ2 3နှလုံးပေါင်းခြင်း nga nga ညာခြင်း nga ပေါ့เนาะဒါဆိုရှိနေတာဒီမှာ၄ ောက်ပြီเนาะဒီ၄ရဲ့ဒီမှာလာမယ်အပိတ်တလုံးလေးနှလုံးပေါင်းမယ်ဆိုရင် equal power နဲ့ခံနေသွားမယ်၄၉နဲ့ပေါ့เนาะ၄ညီမြခြင်းလေး၄ရဲ့ power ကို၄ရဲ့နဲ့ခံနဲ့ပေါ့เนาะနှလုံးပေါင်းမယ်ဆိုရင်၄ဖြစ်ကမယ်၉ဖြစ်ကမယ်၂ဖြစ်ကမယ်ရှိနေတာ၄နောက်တစ်လုံးနဲ့ပေါင်း၄ဆိုတော့၃ညာတက်မယ်ရှိနေတာ၄နဲ့နှလုံးနဲ့ပေါင်း၉ဆိုတော့၅ထက်မယ်ရှိနေတာ၄နောက်တစ်လုံးနဲ့ပေါင်း၂ဆိုတော့၈ထက်လိုက်မယ်၄၈ပေါင်းနဲ့ပေါ့เนาะဒါဆိုရင်ထိပ်ပိတ်လေးတွေကိုလွှဲကြည့်အောင်เนาะခုလည်း နည်းတော့ဒီထားလည်းအပူလေးတွေများမယ်နော်50 55ရှစ်ပေါ့နော်3 3 3 5 3 5 6ဆိုပြီးတွေ့ထားတယ်နော်25 28ပေါ့နော်ဒီကနေလေးတွေတွေ့ထားတယ်ဟုတ်ပြီနော် မင်းအနေနဲ့ကတော့ဒီထက်ကနန်းလေးကိုချိန်တဲ့ပေါ့နော်။ဒါဆိုလို့ရှိရင်ဒါကညနေခင်းညမှာရှာရအောင်ချက်ပြခြင်းဖြစ်ပါတယ်။ကိုရောမတော်ချက်တင်ညနေတဲ့ပြန်လိုက်ပြီးတော့ကစားကြပါပေါ့နော်။အားလုံးပဲညနေခင်းမှာကောင်းကောင်းပါစေဆုတောင်းပေးလိုက်ပါရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။